ရတဲ့အားလုံးပဲမင်္ဂလာပါရှင်မန္တလေးကစ်တမပြောင်းလဲချစ်စွန်လိုက်ပါရှင်မြန်မာအကြံပေးစကောင်းစီကိုနိုင်ငံတကာကထိထိရရောက်အရေးယူလိုက်ပြီးဆိုတဲ့တင်ကုန်တဲ့ဆက်ပြောင်းမှာဖြစ်ပါရှင်နိုင်ငံတကာအတိုင်းဝအနေနဲ့မြန်မာအကြံပေးစကောင်းစီတကူနိုင်ငံတကာဥပဒေချိုးဖောက်မှုတွေနဲ့ပြည်ထောင်နေကင်းလွတ်နေတဲ့အခြေအနေတွေကိုအရေးယူနိုင်ရေးလှုံ့ဆော်ရမယ်လို့ဗြိတိတ်ကိုစလဲကပြောကြားလိုက်ပြီးလို့သိရပါတယ်ဆူဆလန်နိုင်ငံဂျီဘာမြို့မှာကျင်းပနေတဲ့58ချိန်မြောက်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညလာခန့်အစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါရယ် မြန်မာနိုင်ငံမှာတိုက်ပွဲတွေပုံမပြင်းထန်လာတာတွေအထူးသဖြင့်ဖေဖော်ဝါရီလတလထဲမှာတင်အကြမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု300ကျော်ရှိခဲ့ပြီးအရတားတွေတိစုံတာတွေစီးရုံနဲ့စာတင်ကြောင်းတွေကိုပြင်မာထားတိုက်ခတ်တာတွေအပေါ်မှာအထူးစိုးရိမ်ထိလက်မိတယ်လို့၎င်းကပြောဆိုထားဖြစ်ပါတယ်အကြမ်းမစတာအနာသိပ်ပြည့်နောက်ပိုင်းမြန်မာနိုင်ငံမှာအစိုးရအပြုလိုက်ကုမြက်မှုတွေအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေအပေါ်မှာဒိမ့်ပိုင်းဆန်ရအကြမ်းဖက်မှုတွေကြဲကြဲပြပြဖြစ်ပွားနေတာတွေ အကျန်းပဲစစ်တက်ကနေရင်တသိန်းကျော်နဲ့အရက်ပဲအဆောင်အုံတွေကိုမီးရှို့ရှင်းစားတဲ့ကုလအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာပေါ်မှာဂျီတိန်အစိုးရအနေနဲ့အလွန်ဆိုးရိမ်ပူပန်နေတယ်လို့ပြောဆိုထားဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအကူအညီလိုအပ်နေတဲ့တူတန်း20နေပါရှိနေပြီးစာနာရိတ်ခံမလို့လောက်မှုဒု15တန်းကျုံနေရတဲ့အတွက်နိုင်ငံတကာရဲ့အကူအညီနဲ့အာရုံစိုက်မှုတွေကအခုချိန်မှာပုံမှုအရေးကြီးလာနေပြီလို့ပြောဆိုထားဖြစ်ပါတယ်။ ပြည်ကအစိုးရအနေနဲ့မြန်မာပြည်သူတွေကို6ပန်းကူညီဖို့ကတိပြုထားတော့ကြောင်းယခုဗန်ဒါနဲ့အတွဲမှာပေါင်းတန်း90ကျော်အမေရိကန်ဒေါ်လာတန်90ကျော်အကူအညီပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။ဒီတဲ့အစိုးရကတော့အကြံဖက်စတဲ့အာဏာသိမ်းပြီးကလေးကလူပုဂ္ဂိုလ်25ဦးနဲ့အဖွဲ့အစည်း39ခုကိုဂျန်ကပိတ်ဆို့ခဲ့တယ်လို့မြန်မာအကြံဖက်စကောင်စီရဲ့ဗန်ဒါကြီးလက်နက်ကရိယာတွေတုံးဆွဲခဲ့ကိုလည်းပြစ်မှားချပိတ်ဆို့ထားကြောင်းသိရှိရပါတယ်။ ကြောင်းရင်တက်ဆက်ပြမို့ကျွန်မပဲခေတ္တနာကိုပြောပါရှင်အပင်နာဆုံအတွက်အထူးပဲကျေးဇူးတင်ရှိပါရှင်